ရိုနီကာကတော့နာမည်ကျော်ကစားသမားစတန်ဖက်တက်စ်နဲ့လာမယ့်နှစ်ဇန်နဝါရီလမှာထူတက်ဖို့အတွက်အစင်သက်ဖြစ်နေပြီဖြစ်ကြောင်းကိုဝန်ခံပြောကြားလိုက်ပါတယ်။ဒီပွဲစဉ်ဖြစ်မြောက်လာပုံကိုပြန်ကြည့်မယ်ဆိုရင်ရိုနီကာကိုယ်တိုင်ကအစကတည်းကစတန်ဖက်တက်စ်နဲ့ထူတက်ချင်ခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့လည်းစတန်ဖက်တက်စ်ဘက်ကနေပြီးတော့ရိုနီကာကိုနှစ်ချိန်တိုင်တိုင်ခဏခဏစင်ကိုထူတက်ဖို့ခေါ်နေခဲ့တာကြောင့်ရိုနီကာဟာသူမရဲ့နောက်ဆုံးပွဲစဉ်အောင်ပွဲခံပြီးတဲ့နောက်မှာ အစင်သက်ဖြစ်နေပါပြီလို့ပြန်လည်တုံ့ပြန်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Stanford Test နဲ့ Bronica တို့ရဲ့ပွဲစဉ်ဟာလာမယ့်နှစ်မှာတော့တရားပေါက်လောက်ရှိနေပြီလို့ဆိုရမှာပါ။ဒီလိုနာမည်ကြီးပြီးအတွေ့အကြုံရင့်ကျက်တဲ့ကစားသမားတဦးကိုစိန်ခေါ်မှုလက်ခံလိုက်တဲ့အတွက် Bronica ရဲ့ခံစားချက်နဲ့အမြင်တွေကိုလည်းသူမကပုံမှန်လေးလေးပြောပြခဲ့ပါတယ်။ Bronica က Stanford Test ဟာသူထက် Senior များစွာကြာပြီး Champion ၃ခုအောင်ဖြစ်ခဲ့ဘူးလို့ကစားခဲ့တဲ့ပွဲပေါင်းလည်းမနေတော့ဘူးလို့သိရပါတယ်။ ဒါကြောင့်မလို့ Stanford Test ကို သူမကရန်ကုန်မှာလေးစားရတဲ့အကစားသမားတယောက်ဖြစ်သတ်မှတ်ထားကြောင်းချီချူးခုံပြုစကားဆိုခဲ့ပါတယ်ဒီလိုစိန်ခေါ်မှုကြီးကိုရင်ဆိုင်မှုအတွက်အမှန်တကယ်ပဲ ready ဖြစ်နေပြီလားလို့မေးမြန်းတဲ့အခါမှာတော့သူမရဲ့ရင်ကျက်တဲ့အကစားစိတ်ဓာတ်ကိုထင်ရစေတဲ့စကားကိုဖြေချခဲ့ပါတယ်ကစားသမားတယောက်ဟာတကယ်လို့ ready ဖြစ်တဲ့အချိန်ကြီးစောင့်နေမှာဆိုရင် ready ဆိုတဲ့အချိန်ဟာရှိလာမှာမဟုတ်ဘူးလို့ Chronica ကပြတ်သားစွာပြောကြားခဲ့ပါတယ်ဒါကြောင့်မို့လို့ စတန်ဖက်ဒက်စ်ဘက်ကထိုးစစ်ချင်ရင်တော့သူ့ဘက်ကအကောင်းဆုံးလုပ်ပြဖို့စဉ်းစားထားကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်လို့ဘရိုနီကာဟာအနိုင်ရှုံးရလက်ကိုဦးစားမပေးပဲသူမရဲ့စွမ်းဆောင်ရည်ကိုသာအဓိကထားပြီးချပြသွားချင်တယ်လို့လည်းဖွင့်ရခဲ့ပါတယ်။ဒီလူကိုနိုင်မဖြစ်မယ်ဆိုပြီးအနိုင်ရှုံးရလက်ကိုအရင်ကြီးမတတ်မှတ်ပါဘူးတဲ့။သူဘယ်လောက်ထိလုံနိုင်မလဲသူ့ရဲ့စွမ်းစားဘယ်လောက်ထိဖော်ထုတ်နိုင်မလဲဆိုတာပဲချပြချင်ပါတယ်လို့ဘရိုနီကာကဆိုပါတယ်။သူ့ကိုအမြဲတမ်းလိုလိုစင်ခေါ်ခဲ့တဲ့ Stanford Test နဲ့ထုမဲ့ဆိုရင်လည်း ထုတ်လို့ရကြအောင် ရေရေဝုံဝုံလက်ခံကြအောင်တွေ့ကြခဲ့ပါတယ်။ပရိုနီကာရဲ့အကြီးမားဆုံးရည်မှန်းချက်ကတော့ကိုအောင်လန်းဆိုင်ရဲ့ဒုတိယနေရာမှာနေချင်ပြီးမြန်မာတိုင်းအတွက်ဂုဏ်ယူရမယ့်အမျိုးသမီးတစ်ယောက်ဖြစ်အောင်ကြိုးစားချင်တာဖြစ်ပါတယ်။ဒီရည်မှန်းချက်ကိုရအောင်လုပ်ချင်ပေမဲ့ခတိတော့မပေးရပဲခိုယူနိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်အောင်အကောင်ဆုံးတော့ကြိုးစားသွားမှာပါလို့လေလက်တွေ့ကြကြဝန်ခံခဲ့ပါတယ်။ဒီနေရာမှာပရိုနီကာနဲ့ဘာမစ်ပိုက်တွန်အောင်လန်းဆန်တို့ရဲ့နေထွေးတဲ့ဆက်ဆံရေးကိုလည်းခြံလက်ထားလို့မရပါဘူး။ ခရိုနီကာရဲ့အဆိုအရကိုအောင်လကသူ့အကိုအရင်တရလိုပဲချစ်ခင်ပြီးအမြဲတမ်းအပိတ်စကားတွေပြောလို့ရှိပါတယ်။ညီမလေးမင်းလုံနိုင်တယ်တချိန်ကျရင်အဲ့ဒီနေရာကိုရောက်လာမှာပါ။အဓိကကတော့အစားအသောက်နဲ့ပုံမှန်ဆက်သွားဖို့ပဲ။အစားသဖြင့်အပိတ်စကားတွေပြောပြီးလိုအပ်တာတွေလည်းမှားယူပေးတတ်တယ်လို့ဆိုပါတယ်။သူတို့နှစ်ဦးကြားကခင်မင်မှုကရန်နဲ့ဆိုင်တဲ့အတွက်ကိုအောင်လနဲ့တွေ့ရင်မျက်ရည်အမြဲတမ်းကြားတယ်လို့လည်းခရိုနီကာကဖွင့်ရခဲ့ပါတယ်။ဒါ့အပြင်ခရိုနီကာကဒီနေရာကိုရောက်လာတဲ့အချိန်မှာကိုအောင်လကတော့အနားယူပြီး ထက်ခွာသွားတာကိုပဲစိတ်ထဲမကောင်းဖြစ်ရပြီးသူနဲ့ထက်ပြီးမြင်ချင်ပါသေးတယ်လို့လဲလွမ်းဆွကြောင်းပြောခဲ့ပါတယ်ဘရိုနီကာဟာအွန်လိုင်းအဆန်းကိုအကစားပိုင်းမှာပြတ်တပေးသွားတာတွေအပြင်သူ့ရဲ့နှလုံးသားနဲ့နှိမ်ချတတ်တဲ့စိတ်ဓာတ်တွေကိုအရင်သဘောကျပြီးအဲ့ဒီလိုမျိုးကစားသမားတော်တော်ရှားပါပါတယ်လို့ချီးကျူးခဲ့ပါတယ်ဘရိုနီကာဟာဒီလိုစံမြတ်ပုဂ္ဂိုလ်တူရဲ့အပိမှုနဲ့အတူစတန်ဖက်တက်ရဲ့စင်ကုန်မှုကိုလက်ခံပြီးမြန်မာနိုင်ငံအတွက်ခုံယူရမယ့်အမျိုးသမီးတူဦးဖြစ်လာဖို့စူးစမ်းနေတာပဲဖြစ်ပါတယ် လာမယ့်ဇန်နဝါရီလမှာကျင်းပမယ့် Bronica နဲ့ Stanford Test တို့ရဲ့ပွဲစဉ်ဟာပြည်သက်တွေကိုအမှန်တကယ်ရင်ခုန်စိတ်လှုပ်ရှားစေမယ့်ပွဲစဉ်တစ်ခုဖြစ်လာမှာသိကြပါဗျာ။